ပန်းနိုင်ရင်ကျဝေဒနာအတွက်အထူးတည်တဲ့စားသောက်မှုပုံစံရည်လို့တော့မရှိပါဘူး။အစားမတော်တလို့ဆိုတဲ့ဇာတ်အတိုင်းပဲအစားသောက်တွေကိုအသေးချာချင်းချိန်စားသုံးမှုက အာဟာရဖြစ်စေပြီးတော့ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုပေမဲ့ကိုယ်နဲ့မတည့်တာကိုစားမိရင်တော့ကျန်းမာရေးကိုထိခိုက်တာအထိဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ပန်းနိုင်ရင်ကျယောဂါရှိတဲ့သူတွေအတွက်ဆောင်သင့်ရှောင်သင့်တဲ့အစားသောက်တွေအကြောင်းကိုပြပြပေးသွားပါမယ်နော်။ စားအသောက်ကိုတေချာချင်းချင်းစားသုံးမယ်ဆိုရင်တော့အစာလဲစေဆေးလဲအစာဆိုတဲ့စကားအတိုင်းကျန်းမာရေးကိုအထောက်အကူပြုနိုင်မှာပါ နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်။ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင်တော့ပန်းနိုင်ရင်ကျက်ယောဂကိုသက်သာလာစေဖို့အတွက်အထောက်အကူပြုပေးနိုင်ပါပါ။အခုဆက်ပြီးတော့ပန်းနိုင်ရင်ကျက်ယောဂရှိတဲ့သူတွေစောင့်သိတဲ့အစားအသောက်လေးတွေကို ပြပြပေးခြင်းပါတယ်။တချို့သောအစားအစာတွေကပန်းနိုင်ရင်ကျက်ယောဂအပေါ်မှာဓာတ်ရိုက်အသက်ရောက်မှုရှိပါတယ်။တချို့သောအစားအစာတွေကပန်းနိုင်ရင်ကျက်ယောဂကိုသက်သာစေနိုင်သွန်းလည်းရှိပါတယ်။ က်နိုင်ရက်ယောဂအတွက်အကောင်းဆုံးဖြစ်စေမယ့်အစားအစာတွေကတော့ပန်းသီးပါ။ဒီနေ့ပန်းသီးတစ်လုံးစားပေးပါနော်။တပတ်ကြာမှပန်းသီးနှလုံးကနေ၅လုံးခန့်ဆက်သုံးပေးမယ်ဆိုရင်တော့ပက်နိုင်ရက်ယောဂဖြစ်နိုင်ခြေကို32ရာခိုင်နှုန်းအထိချော့ချပေးနိုင်ပါတယ်။ပန်းဒီကအသက်ရှူလမ်းကြောင်းကိုကျန်းမာစေနိုင်တဲ့အတွက်ကြောင့်မို့လို့ပန်းနိုင်ချက်ရှိတဲ့သူတွေစားသုံးဖို့တည်တော်တဲ့အစားအစာတစ်ခုပါပဲနော် နောက်ထပ်တစ်ခုကတော့သခွားမွေးပါသခွားမွေးမှာပါဝင်နေတဲ့ဗီတာမင် C ကအဆုတ်ကိုထိခိုက်ပျက်စီးစေနိုင်တဲ့ free radical တွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်ဗီတာမင် C ကိုနေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာထည့်သွင်းစားသုံးပေးမယ်ဆိုရင်လည်းပန်းနိုင်ခြင်းမဖြစ်အောင်ကာကွယ်နိုင်မယ့်အပြင်ရောဂါရှိနေတဲ့သူမှလည်းသက်သာစေမှာအထူးကြပါပဲနော်ခရမ်းကျင်သည် kiwi သည် ပန်းကော်ဘီစိတ် grapefruit တို့လိုမျိုးဗီတာမင်စီပါဝင်တဲ့အသီးနှံတွေကိုစားသုံးပေးသင့်ပါတယ်။နောက်တစ်မျိုးကတော့မုန်လာဦးနီပါ။မုန်လာဦးနီမှာတရုတ်စံချိန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ beta-carotene ပါဝင်ပါတယ်။ ီတာဂလိုရင်းကပန်းနိုင်ချက်ဝေဒနာခံစားရနိုင်ခြင်းကိုချော့ချစေနိုင်တယ်လို့ပန်းနိုင်ချက်ယောဂကိုလည်းသက်သာစေနိုင်ပါတယ်။မူလာဦးညီကပန်းနိုင်ချက်ကိုတင်မဟုတ်ဘဲနဲ့နှလုံးယောဂ၊ကင်ဆာနဲ့အယ်ဇိုင်းမားယောဂတွေကိုသက်သာစေနိုင်ပါတယ်။တရုတ်စီးသည့်ငရုတ်ပွားနဲ့ကစွန်းဥရုလိုမျိုးအယောင်သွေးဆောင်နေတဲ့အသီးနှံတွေကပန်းနိုင်ချက်ယောဂကိုသက်သာစေနိုင်ပါတယ်ရှင်။ ားတဲ့မျိုးကတော့ကျဆုံဖြူပါကျဆုံဖြူကတဘာဝအယောင်ကျစေတမျိုးပါပဲပန်းနိုင်ရဲ့ရောဂါဖြစ်တဲ့အခါမှာခံစားရတဲ့လေပြူရောင်ရဲနာတို့သက်သာစေဖို့နဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ကူးစက်တာတွေသက်သာစေဖို့အတွက်ကျဆုံဖြူကိုဆက်သုံးပေးလို့ရပါတယ်ရှင်ဆက်ပြီးတော့ပန်းနိုင်ရဲ့ရှိလို့ရှိရင်တတိထားပြီးတော့ဆက်သုံးခြင်းနဲ့အစားအစာလေးတွေကိုပြပြပေးခြင်းပါတယ်ပထမအဆုံးတစ်မျိုးကတော့မြေပဲပါ မြေဘဲကလူတော်မများနဲ့ဓာတ်မတည့်တဲ့ပါဘူး။ဗတ်နိုင်ချက်ရှိတဲ့သူတွေအေးပြားဓာတ်မတည့်တဲ့ဝေဒနာရှိတဲ့သူတွေအနေနဲ့မြေဘဲကလုံးဝမစားသင့်တဲ့အဆအစတစ်ခုပါပဲနော်။အားရတဲ့မျိုးကတော့စားပါ။ပန်းနိုင်ချက်ရှိတဲ့သူတွေမှာ လေပြုံအတွင်းနဲ့ရောင်ရမ်းမှုတွေကိုခစားကြရပါတယ်။စားတွေအစားများတဲ့အခါဆဲတွေထဲမှာအရေးတွေပုံမှန်ဖြစ်ပေါ်စေပြီးတော့ကိုယ်အတွင်းမှာရှိတဲ့နေရံတွေရောင်ရမ်းမှုတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ယောဂအခြေအနေကိုပိုဆိုးစေနိုင်တဲ့စားကိုတော့ရှော့စားဖို့လည်းပြောပြရစီနော်။ နောက်တစ်ခုကတော့တည်တည်ကြောက်တွေပါတည်တည်ကြောက်တွေမှာပါဝင်တဲ့တာရှိကန်ဆေးတွေကဖက်နှံရဲ့ယောဂါကိုပိုဆိုးစေနိုင်ပါတယ်တီတီကြောက်တွေထဲမှာမှချယ်ရီတီကြောက်တွေနဲ့တရုတ်စီစီကြောက်တွေကိုပန်းနိုင်ရဲ့ယောဂါတွေအနေနဲ့လုံးဝမဆက်သုံးသင့်ပါဘူးเนาะအားရမျိုးကတော့ဥမျိုးမျိုးပါကြက်ဥဘဲဥတွေနဲ့တမ်တဲ့ဥဆိုလို့ရှိရင်တော့လုံးဝမဆက်သင့်ပါဘူးကြက်ဥဘဲဥတွေနဲ့တမ်တဲ့တဲ့သူတွေမှာပန်းနိုင်ရဲ့ယောဂါဖြစ်လာမယ်ဆိုရင်တော့လုံးဝမဆက်တာအကောင်းဆုံးပါပဲ ကြက်ဥဘဲဥတွေက ပန်းနံရံကြက်ယောဂါကိုပိုဆိုးစေနိုင်လို့ပါနော်နောက်ဆုံးတစ်မျိုးကတော့အသင်စာအလူကျော်တွေပါဈေးခွက်ထဲမှာရောင်းချနေတဲ့အသင်စာအလူကျော်တွေမှာတန်ရှိကောင်ထိတာတဲ့အရာတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ပန်းနံရံကြက်ယောဂါကိုပိုဆိုးစေနိုင်ပါတယ်တကယ်လို့ကိုယ့်အနေနဲ့အလူကျော်ကိုစားခြင်းနဲ့ဆိုရင်တော့ ကစုံကိုတန်လွင်စီနဲ့กินတာအာလူးကိုတန်လွင်စီနဲ့กินပြီးစားတာမျိုးတွေကိုလုပ်ပေးလို့ရပါတယ်။ဒီလောက်ဆိုလို့ရှိရင်ပက်နိုင်ချေယောဂါသေးတွေအတွက်ဆောင်သိမ့်ဆောင်သိမ့်နဲ့အဆအစာလေးတွေကိုတိလောက်ပြီးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။